ချစ်ပြည့်ရပရိသတ်များအားလုံးကိုပထမအဆုံးအမင်္ဂလာပါလို့နှုတ်ဆက်ပါရစေရှင်။ဒီကနေ့မှာဖက်ပြပေးသွားမယ့်စာအုပ်လေးကတော့ဆိုင်းဆရာမဂျူရေးသားထားတဲ့အမတ်တရားဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်။ဒီစာအုပ်လေးကဆိုလို့ရှိရင်သူရဲ့ပုံစံအနေထားရတော့အရန်ကြီးတော့မထူဘူး။ဒါပေမဲ့ဒီထဲမှာပါဝင်တဲ့စာသားတကြောင်ချင်းဆရာဆိုလို့ရှိရင်တော့ဆရာမဂျူရဲ့အာတကယ်ပေါ့နော်လက်တွေ့ဘဝအပုံစံအမှန်ကိုရေးသားထားတဲ့အတွက်အရန်ကိုပဲကောင်းပါတယ်ရှင်။ ဒီထဲမှာပါဝင်နေပေါ့နော်အာစာသားအချို့ကိုအချင်းပြူကနေပြီးတော့ဖက်ပြပေးသွားမှာ ဖြစ်ပါတယ်ရှင်ချင်းပြူရဲ့ channel လေးကိုလည်းဘီနာကခေါင်းလောင်းလေးကိုနှိပ်ပြီးတော့ subscribe လုပ်တာလို့ရပါတယ်ရှင်ကျမကြားနေကြစကားတန်တစ်ခုနဲ့ကျမကိုကြိုဆိုမဲ့သူမရှိပါတော့ပိတ်ထားတဲ့တကားဘေးမှာကျမနာမည်စိုင်းဖို့ပြတစ်ခုကိုသာတွေ့ရတယ်မိုးတက်လေနဲ့အနေငယ်ချမ်းစိမ့်စိမ့်ဖြစ်သွားပြီး လက်ပွေးအိတ်ထဲမှာတော့ကိုကြပြကတိထောက်ယူလိုက်တယ်ဒီတော့ကို ဖွင့်မဲ့သူဆိုပြီးကျမတူတဲ့သားကြံတော့တယ်မမရရအဲ့ဒီနေ့ကမိုးရနေတယ်မိုးရနေမှလည်းခြံအပြင်ရောက်မှကျမတို့နှစ်ဦးတီးကြတယ်မောင်နဲ့ကျမဆေးပြုတ်ထုတ်ထားတဲ့ဒဏ္ဍာလေးပေါ်မှာရုံရင်းဆန်ခဲဖြစ်နေကြတာကိုရေနီမြောင်းထဲမှာခြာတဲလေးနှစ်ဦးကအထူးဆန်းသပွဲကြည်နေကြတယ် မောင်ကလိုက်ခဲလို့ဆိုတော့ကလည်းမောင်ဝီနာမှာကျမအမြင်ရှိရဲ့မောင်ကနေခဲလို့ဆိုတော့လဲမောင်စိန်တော်ရှဲဖြစ်စီမဲ့စားတစားစကားတစ်ခုမှမဆိုပဲမောင်နာမှာတိတ်ဆိတ်ငြိမ်သက်စွာနေခဲ့တယ်အဲ့ဒါလောက်ထိကျမမောင်ကိုချစ်ခဲ့ပါတယ်ကျမလုံလုံတဲ့ကျမဝါရမစေကမ်းမှာပနဲ့ဆက်လင်ထိုးစီမတဲ့တော့ကြောင့်လုံနာတုံးကတေးလူမျိုးပါဖြစ်သွားစဉ်ကကျမဟာ မြတ်စွာဘုရားကို မကြမိခင်မောင်တို့အရင်ဦးဆုံးတန်ကြလိုက်မိတယ်။ဒေဖီယာတုံညာအထိကြာသွားတဲ့အခါမျက်လုံးများ ပြဝေလျက်တခုခုကိုအမြန်စဉ်းစားရတယ်။အားပေးမဲ့သူမရှိပဲမိမိကိုအားကိုးတကြည်ကြည့်နေကြတဲ့မျက်နှာများရှိမှမှအတက်နိုင်ဆုံးနှစ်သိခဲ့ရတော့လေအားလုံးပြည့်စည်၍ချမောသွားချိန်မှာတော့စေကံမှဒါယာစေပဲတပြားယူတော့ပြလိုက်ရင် ကျမအဖြစ်ကိုမြင်လဲစမ်းမအောင်ပါရဲ့။မောင်မစင်းစားမိဘူးလားကွယ်။မောင်နဲ့တလားတော့ခွဲရမှာပေါ့ပဲ။မျက်ရည်ချအောင်ဝမ်းနဲ့ထိခိုက်လေတဲ့ကျမကမောင်နဲ့တသက်လုံးခွဲရမယ်ဆိုရင်ဘလို့မြန်းနေခဲ့မလဲလို့မောင်နဲ့နဲ့မှစဉ်းစားမကြည့်မိဘူးလား။အမှန်ကတော့အားလုံးဟာ ကျမရဲ့အမပဲ။မောင်မရှိတော့မှတီလျက်နဲ့တာဝန်နဲ့ အမှုကိစ္စတွေကိုပြပယ်ပြီးမန္တလေးကိုလာခဲ့ခြင်းဟာလဲကျမရဲ့အမမောင်နဲ့အတူစားနေကြခေါင်းဆွဲဆိုင်ကိုတယောက်တည်းသွားစားတာကလည်းကျမရဲ့အမအမဆောင်ကတော့မောင်ကိုဘယ်လိုမှမေးလို့မရမုံလို့မရတာပါပဲတော်စမ်းမှာဟိုတုန်းကတော့အခြေအနေနဲ့နင်းကုန်ကတခုခုမြန်အခွင့်အရေးတောင်းခဲ့ဘူးသလားယင်စဉ်းစားကြည့်စမ်းမှာငါဘာတွေမြန်နေစီက တောင်စုကိုလည်းဘယ်တော့မှဘယ်တော့မှမြေရေကန်ထိုးဘူးခဲ့လေငါငိုချင်တော့နင်းရဲ့ကွေရမှာငိုခဲ့တာအခုလဲနင်းကုန်ပြီဘူးနောက်လဲမယူဘူးကဘာပေါ်မှာယောက်ျားဆိုလို့နင်းတယောက်တည်းကြံပါစေငါနင်းကုန်မယူဘူးဟုတ်တယ်အဲ့ဒါနင်းရဲ့တကယ်ဟန်ဆောင်မှုပါတဲ့စိတ်တက်ပဲငါချစ်တာလဲအဲ့ဒီစိတ်တက်ပဲဒါပေမဲ့ငါကြောက်တာလဲအဲ့ဒီစိတ်တက်ပဲ နင်နားလည်းပါမလားမသိဘူးအဲ့ဒီစိတ်တဲမျိုးရှိတဲ့မိမတရားဟာချစ်သူတရားကို ယူပြီးဆိုရင်လည်းအချစ်အတွက်သာပေါင်းသိနေထိုင်သွားမယ်မိမအချစ်နည်းနည်းရောတာနဲ့တပြိုင်နဲ့သာသမီတန်ရောစဉ်လူမှုရေးပြဿနာဘာဆိုဘာမှမငဲ့ပဲငါကိုထားပြခဲ့မယ်မိမငါတကူကောင်းဆံမိတာဖြစ်နိုင်ပါတယ်နင့်ကိုငါမြူရဲတာပေါ့လေနင်းကအဲ့ဒီလိုမိမမဟုတ်ဘူးတော်တော့ ကျွန်မအဲ့ဒီနာမည်ကိုအခုတကြိမ်အမုံကြီးအခါသီးဆုံးဖြစ်ပါတယ်။အချစ်ရောက်သွားရင်တော့မှအချောင်းမျိုးမျိုးကြောင့်ငားနဲ့ဆက်ပြီးရောပေါင်းတယ်။ကျေးဇူးပြုပြီးတော်ပါတော့ပဲ။ဘာဆိုပါမှမပြောပါနဲ့တော့။ဘာကြောင့်မဲထားခဲ့ထားခဲ့။ကြံရစ်ခဲ့ရသူကကျွန်မပဲမဟုတ်လား။ကျမပါပေါ်မှာအေးဆက်ဆူများနေတဲ့မျက်ရည်စာများကို မောင်ပါဖြစ်ခဲ့၍ဘုဒ္ဓဖေရှားပေးပါတယ်။ကျူတချောင်းဟာဖြစ်တဲ့အချိန်ရောက်လာရင်တော့ဖြက်ကိုဖြက်ရမှာပေါ့လေ။နာကျင်ပြင်းပြတဲ့နောက်တရားဖြင့်ကျမရေရွတ်လိုက်တဲ့အခါမောင်ကပင်သက်တစ်ချက်သာလေးပင်စွာရှိုက်ပြန်တယ်။အစစအရာရာစန့်ကျင်နေတဲ့ကျမတို့နှုတ်အတွက်ခွဲခွာရခြင်းဟာတိတ်တော့ အံ့ဩစရာမရှိဘူးထင်ပါရဲ့လေ။ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့မောင်တီထားရမှာကစူစူရဲဆိုတာ ပြန်လဲကြည့်လိုက်တိုင်းပြန်ပြီးတော့ပြေးကဲလာမယ့်အခြေတခုမဟုတ်ဘူး။ဘာဖြစ်လို့ဒီလိုစကားမျိုးပြောရတာလဲချစ်ရဲ့။မင်းငါ့ကိုချစ်နေတော့မဲဆိုတာမင်းဘလောက်ပဲညာညာငါသိနေတာပဲ။ငါတောင်းမှန်ချင်နေဆိုတာအဲ့ဒါတွေပေါ့ဖြစ်တဲ့မြအစိုးရကောင်းအလုံးငါတောင်းဝင်ကြည့်ပါ။ အခုတော့ငါတိတ်မာမန်ဝေခံရတော့မှာပါနင်းကိုငါချစ်ခဲ့တယ်တိတ်ချစ်ခဲ့ပါတယ်ဒါပေမဲ့နေနဲ့ငါနဲ့ကစိတ်သက်ချင်းရှင်းပြိုင်ပြီးကြွားချလာခဲ့တာအခုအချိန်ထိညှိနှိုင်းလို့မရအောင်ပြန်ရင်းလာခဲ့ကြတာနင်းချေလန်းကိုငါတိတ်တယ်လို့ငါချေလန်းကိုနေသေးတယ်နင်းကငါ့ကိုမမိတွေ့ခြင်းဘူးတိကျဖြစ်တည်ခြင်းနဲ့ငါလိုချင်တာကဘဝတစ်ခုလုံးပုံပြီး ငါ့ကိုအကူမဲ့အနွန်တာခံမဲ့အယူသားဆုံးမိမကိုစိတ်ဆိုးစရာမဟုတ်ပါဘူးအချစ်ရဲ့နေငါမျိုးသားဦးလေအနေဆုံးငါအပေါ်မှာနေပါရီဟန်ဆောင်ခဲ့တယ်လေအန်နွာအေးဆိုင်ထဲမှာနေလုသွားတဲ့ပြကွက်တွေက